တရင်ပဲသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးကိုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တရက်ခန့်အပ်ပါတယ်ခင်ဗျာခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့အုတ်တွင်းထက်ကပောင်းဆယ်ရေလွယ်တက်မှတ်မှာရှိတဲ့စတက်ကိစကန်းနဲ့စကုစကြောင်းကိုတိုက်ခိုက်မှုတွင်စကောင်းစိတ်တတ်တာ၁၁ဦးတည်ဆုံးပြီး လက်နက်လေးလက်တင်ဆက်ရရှိခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါရင်ပဲခူးတိုင်းအုပ်တွင်းမြို့နယ်အထက်ခပေါင်းဆက်ရေလွယ်တမတ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ကိစ္စကန်းနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်ရမှာစကောင်းစီတပ်သား12ဦးသေဆုံးပြီးလက်နက်လေးလက်တင်ဆက်ရရှိခဲ့တယ်လို့ ADG Brother တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါရင်ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့မနက်9:30မိနစ်ခန့်မှာအုတ်တွင်မျိုးနဲ့အတွင်းမှာရှိတဲ့အထက်ကပောင်းဆက်ရေလွယ်တမတ်မှာထိုင်ချတက်ဆွဲထားတဲ့အကြမ်းမဲ့စစ်တပ်ခေစကန်းကိုတော်လိုင်းတပ်ဖွဲ့များကစတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာ တိုက်ပွဲကြခြင်းနှစ်နာရီခန့်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စခန်းတစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါအကြမ်းဖက်စစ်တဲ့စခန်းတွဲမှ G3 တနက်၃လက် MA11 တနက်၁လက် Inaga ၅လုံးလက်ဖြစ်ပုံ၁လုံးနဲ့ကြီးကား၂ထည်တို့ကိုသိမ်းပိုက်ရရှိခဲ့ပြီးအဆိုပါအကြမ်းဖက်စစ်စခန်းကိုမီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့စကောင်းစီတတာ၃ဦးတစ်ဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ထို့ကဲ့သို့စခန်းတိုင်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအင်အား60ခန့်ပါတဲ့ဂျမ်ဘတ်စစ်တပ်ရဲ့စစ်ကူစစ်ကြောင်းက အထက်ကပောင်းဆက်ရေလွယ်တမမှာရှိတဲ့စတက်ခေစကန်းကိုလာရောက်ဆင်တော်လိုင်းတစ်ဖွဲ့များကအသင်းဆောင်ဆိုင်ပြီးမိုင်းဆွဲတက်ခိုက်ခဲ့ရမှာစကောင်းစီတတရှိဦးထမ်းမှန်သိဆုံးသွားခဲ့တယ်လို့သိရပါတယ်အရင်နေ့တိုက်ပွဲကအားလုံးပေါင်းစခွေးစတက်ကောင်သိတယ်ကျွန်တော်တို့တော်လိုင်းတစ်ဖွဲ့ဘက်ကတော့ရေဘောနှစ်ဦးမစိုးရင်ရတန်ရရတယ်အဲ့ဒီခွေးခေစကန်းကအရင်ကတော့15ကောင်ကျော်ရှိတယ်ကျွန်တော်တို့သွားတိုက်တဲ့နေ့မှာ တော့9ကောင်ပဲရှိတယ်လို့ ADG brother တပ်ဖွဲ့မှတာဝန်ရှိသူတအူးကပြောပါတယ်ဆက်လက်ပြီးတမန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ လိုင်စင်းမဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးရန်ညွှန်ကြားမှုရဲ့နောက်ွက်မှာမင်းအောင်လိုင်ရဲ့တားနယ်သမီးတင်သွင်းတဲ့လျက်ဆက်ကားတွေမယောင်ရမှုကအဓိကအကြောင်းအရာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာနိုင်ငံတော်မှာလိုင်စင်းမဲ့ကားနဲ့ဆိုင်ကယ်တွေဖမ်းဆီးရန်တော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကမိန့်တုံညွှန်ကြားခဲ့ပြီးတော့အဲ့ဒီညွှန်ကြားမှုရဲ့နောက်ွက်မှာမင်းအောင်လိုင်နဲ့တားနယ်သမီးတင်သွင်းတဲ့လျက်ဆက်ကားတွေမယောင်ရတော့တဲ့ဈေးကွက်အခြေအနေကအဓိကပါဝင်နေတယ်လို့နေပြည်တော်တန်းဝင်းကပြောဆိုပါတယ်။ပြီးခဲ့တဲ့မေလ20ရက်နေ့မှာနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စကောင်းစီဈေးဝယ်မှာ အကြမ်းဖက်မင်းအောင်လှိုင်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များစီးနင်းနေမှုတွေကိုဖော်ထုတ်သွားရန်အဲဒီလိုလိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားတွေစီးနင်းနေမှုတွေကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခများစွာနင်းနာမှုရှိမှာဖြစ်တဲ့ကဲ့သို့လုံခြုံရေးဆိုင်ရာကိစ္စရပ်များမှာလည်းအခက်အခဲတွေဖြစ်ပေါ်နိုင်မှာဖြစ်ကြောင်းဒါကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ဆိုင်ကယ်များစီးနင်းမှုမရှိစေရေးဂျမတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းအမိန့်ပေးညွှန်ကြားထားပါတယ်မင်းအောင်လှိုင်ကအဲဒီလိုညွှန်ကြားပြီးတဲ့နောက်ဇွန်လ10ရက်နေ့မှစတင်ပြီးတနိုင်ငံလုံးမှာစစ်တပ်နဲ့ရဲများကပြည်သူများစီးနင်းနေတဲ့ လိုင်စင်းမဲ့ကားနဲ့ဆိုင်ကယ်များကိုစီမံချက်နဲ့ဖမ်းဆီးနေပြီးတော့အဲ့ဒီစီမံချက်ကိုအကြောင်းပြပြီးစစ်တကပြည်သူများကိုငွေညှစ်ခြင်းလိုင်စင်းမဲ့စီးနှင်းတယ်လို့ဆိုတာလူငယ်များကိုစစ်မှုထံတသားဖြစ်စူးစောင်းခြင်းလိုင်စင်းမဲ့ကားနဲ့ဆိုင်ကယ်တွေကိုတင်ဆက်ခြင်းနဲ့ထောင်ချခြင်းများကိုလှုံ့ဆော်လျက်ရှိနေပါတယ်။ဒါပေမဲ့နေပြီးတော့တန်းဝိုင်းကတော့အဲ့လိုလိုင်စင်းမဲ့ကားနဲ့ဆိုင်ကယ်တွေဖမ်းဆီးခြင်းရဲ့အဓိကနောက်ွယ်ဟာမင်းအောင်လိုင်သားနဲ့တမီရောင်းချတဲ့လျက်စက်ကားတွေဝယ်လို့အားအလွန်မင်းကြဆင်းနေခြင်းကြောင့်လို့ပြောဆိုပါတယ်။တချုံမာလာတမီးရဲ့အီဖီကာကုမ္ပဏီကကားတွေမရောင်းရတာက လူတွေကအပြည့်အမဇေတတတတာနဲ့နိုင်စင်းမဲ့ကားတွေဈေးကြလို့ဆိုတာမျိုးဘာမှကြိုးချောင်းစီလျော်မရှိတာမျိုးတွေကောက်ချက်ချတာလက်ရှိတနိုင်ငံလုံးဈေးခွက်မှာနိုင်စင်းမဲ့ကားနဲ့ဆိုင်ကယ်ကဈေးခွက်ရာခိုင်နှုန်းအများဆုံးရတယ်ဆိုတာမျိုး research survey တွေပြတယ်ဓာတ်ချုပ်သမီးရဲ့အပေါင်းဖော်တွေကလည်းတခင်အားရကြုံပါဝသူတို့အတွင်းတဲ့ EV တွေမစည်းတာနိုင်စင်းမဲ့တွေကြောင်းဆိုတာမျိုးအတင်းတွန်းတာလို့နေပြည်တော်တိုင်းဝိုင်းသတင်းရင်းမြစ်ကပြောပြပါတယ်လက်ရှိမှာစကောင်းဆောင်မယောင်းနိုင်ရဲ့သမီးဖြစ်သူခင်တတိတမုံက၎င်းရဲ့လုံဖောက်ကင်ပတ်တွေဖြစ်တဲ့နိုင်ဖြိုးကျော် ဝေယံမဲမောင်းနိုးနဲ့အတူ MPK Motor Company Limited ကိုထူထောင်ပြီးတော့မြန်မာနိုင်ငံအတွင်းသို့လျက်စက်ကားတွေနဲ့ MG မြန်မာလမ်းမော်တာမြန်မာမျိုးစားလျက်စက်ကားများကိုတင်သွင်းပေးလျက်ရှိပြီးအခုကလာပိုင်းခြားမှာလျက်စက်ကားရဲ့ဝယ်လိုအားတွေဟာထိုးချလျက်ရှိတယ်လို့သိရပါတယ်။ဒါပြင်ခင်တတိတမောတင်သွင်းနေတဲ့ MG မြန်မာကမြန်မာနိုင်ငံအတွင်းသို့လျက်စက်ကားများနဲ့ MG အမှတ်တံဆိပ်ကားများလမ်းမော်တာမြန်မာမျိုးစားလျက်စက်ကားတွေတင်သွင်းနေနေမှာကားမိတ်ဆက်ပွဲတွေကိုတယောက်ဆောင်မင်းသားမင်းသမီးများကိုဖိတ်ကြားပြီး ချိန်ချိန်တဲတဲမကြာခဏဆွတ်တလို့ကျင်းပါလိမ့်ရှိပေမဲ့ပြည်သူများကတော့လျှက်ဆက်ကားတွေပေါ်ဇဝင်စားမှုထိုးကြလာခြင်းဖြစ်ပါတယ်။လျှက်ဆက်ကားတွေကအရင်ဆုံးတွင်းတဲ့အချိန်မှာတော့အသက်ဆန်းဆော့တော့ဘာလဲဟဆိုပြီးစိတ်ဝင်စားကြတယ်။အခုတော့အများကြီးစိတ်ဝင်စားတော့ဘူး။မိကပုံမှန်မလာတာရဲ့အဲ့ဒီလျှက်ဆက်ကားကဒီကလမ်းချိန်နေရာဒီဥရုနဲ့ပြည်ရဲမှာတိတ်ပြီးတော့စိတ်ဝင်စားတော့ဘူး။နောက်ပြီးဈေးကလည်းလျှက်ဆက်ကားတွေရဲ့ဈေးကများလွန်းနေ။အခုပြည်ရဲမှာအင်ဂျင်ပါဝါခက်သေးသေးနဲ့စီစားတတ်တာတဲ့1300 cc ဂျပန်ကားဟောင်းတွေကပဲဈေးကွက်ကိုစိုးမိုးထားတာ။ ဈေးကလည်း3500 600တပတ်ချလဲပဲလို့ရန်ကုန်ကားစေးခွားမှာဝါရင်ကားရောင်းဝယ်တအူးကသုံးသပ်ထားပါတယ်။ဒါပြင်မင်းအောင်လည်းတမီကုမ္ပဏီကမြန်မာနိုင်ငံတဝက်လျှက်ဆက်ကားများမှာတအားသွင်းတဲ့ EV charging station များလုံပိုင်ခွင့်ကိုလည်းရရှိထားပါတယ်။အလားတူမင်းအောင်လည်းတာဖြစ်သူအောင်ပြေဆောင်ကလည်း EV ကတင်သွင်းမှုအဖြစ်တရုတ်ရဲ့ BYD ကုမ္ပဏီမှကားများကိုပြည်တွင်းမှာကုမ္ပဏီခွဲများစွာတည်ထောင်ပြီးတော့တင်သွင်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ဂျပန်မင်းအောင်လည်းက2023ခုနှစ်အေပိလ20ရက်နေ့မှာ ပြည်တွင်းမှာလျက်စက်တအားလုံလောက်စွာရရှိရေးအတွက်ဇိုလာနဲ့ဆက်ဆက်ပစ္စည်းများကိုပြည်ပမှတင်သွင်းမှုတွေအတွက်ခွန်ခွင်းလုပ်ခွင့်ပြုခဲ့ပြီးတဲ့နောက်မင်းအောင်လိုင်ရဲ့သားနဲ့သမီးဖြစ်သူတို့ဟာဇိုလာလျက်စက်နဲ့ EV ကတင်သွင်းမှုတွေကိုအကြီးကျယ်တိုးမြင့်လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အုတ်တွင်းမျိုးနယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုနယ်ရက်ဆက်တိုက်တိုက်ခိုက်မှုတွင်စစ်တပ်ဘက်က18ဦးသေဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းအုတ်တွင်းမျိုးနယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုနယ်ရက်ဆက်တိုက်တိုက်ခိုက်မှုတွင် အကြံပေးစကောင်းစီတပ်ပတ်က18ဦးသေဆုံးခဲ့တယ်လို့ ADG Brother တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။ပြီးခဲ့တဲ့မေလ29ရက်နေ့ညနေပိုင်းမှာစတင်ပြီးအုတ်တွင်းမျိုးနယ်အတွင်းကိုအင်အားတရာခန့်နဲ့စစ်ကြောင်းထိုးလာတဲ့အကြံပေးစကောင်းစီတပ်သားများနဲ့တော်လိုင်းရီတပ်ဖွဲ့များထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ပွဲတွင်အကြံပေးစတပ်ပတ်ကထိခိုက်သေဆုံးမှုတွေရှိပေမဲ့အဲဒီစစ်ကြောင်းဟာရတန့်သွားခဲ့ခြင်းမရှိဘဲနဲ့မေလ30ရက်နေ့မနက်9:00အချိန်ခန့်မှာဆက်လက်စစ်ကြောင်းထိုးလာတာကြောင့်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေခဲ့ပြီး ီတွေ့တိုက်ပွဲဟာတနအိခန့်ကြာမြင့်ကအကြံဘက်စစ်ခွေးဘက်ကမျက်မြင်ခုနှစ်ဦးသေဆုံးခဲ့ပြီးတော့စကောင်းစီတပ်သားများဖိကက်လိုက်တဲ့လက်နက်ကြီးကြီးတွေကြောင့်ဒေါ်လိုင်းတပ်ဖွဲ့များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။ထို့ကဲ့သို့တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်မှာလည်းအကြံဘက်စကောင်းစီတပ်သားတွေဟာဆက်လက်စစ်ကြောင်းထိုးလာတဲ့ကြောင့်အရင်နေ့ညနေ၄နာရီခန့်မှာဒေါ်လိုင်းတပ်ဖွဲ့များကအတင်းဆောင်ဆိုင်ပြီးစနိုက်ပါနဲ့ဖိကက်တိုက်ခိုက်ခဲ့ရမှာအကြံဘက်စစ်ခွေး၃ဦးထပ်မံသေဆုံးခဲ့ကြောင်းဒါပြင်စတက်ကပြက်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးဒေါ်လိုင်းရဲဘော်၃ဦးမစိုးရင်ရတန်းရရရှိခဲ့ကြောင်းသိရပါတယ်။ အဆိုပါနရတတိုက်ပွဲတွင်အကြမ်းမဲ့စစ်တပ်က18ဦးသေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ20ဦးကျော်ရှိကြောင်းဒါပြင်အဲ့ဒီစခွေးစစ်ကြောင်းဟာခုလက်ရှိချိန်ထိပြန်လည်ထွက်ခွာသွားခြင်းမရှိသေးပဲပြည်သူ့ကားဝေးရေတပ်ဖွဲ့များနဲ့ချိန်မရွေးထိတွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်ကြောင်းသိရပါတယ်ဆက်လက်ပြီးတမန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒေါင်စာစုကြည်မွေးနေ့ challenge မှာဒါရဲချိန်80ထိုးပြီးပါဝင်တဲ့အာဇာနည်ရဲ့တရင်တပုတ်ကိုတင်ဆက်ပေးကြပါတယ်လူတို့ခေါင်းဆောင်တော်ဇန်စုကြည်ရဲ့မွေးနေ့ထိမ့်မှတ်ဖြစ်တာဖြစ်သူကင်အဲရီရဲ့ချဲလက်မှာ အစိုးရအာဆာနီကဒါရိုက်ချိန်80ထိုးပြီးပါဝင်ခဲ့ပါတယ်ဒီနေ့မနက်တခါကပြောမှုတဲ့အနေနဲ့အရရက်ကနေဂျောင်းလာတက်ကြတဲ့ဂျောင်းနေအများပြရှိတဲ့ UCT AVIS မှာဂျောင်းသားတွေမှာတဲ့ပစ္စည်းတွေလိုက်ဖို့ဖြစ်တယ်ပညာရေးကိုအမြဲဦးစားပေးတဲ့အမေစုကိုတရိရတာရဲ့အသက်80ပြည့်မွေးနေ့မှာ80ပါတာတခုခုလုံဖြစ်ချင်တာရဲ့ကြောင့်အမေစုဂျမ်းမဇေယံနဲ့ချုံတော်မှာအမြန်ဆုံးလွန်မြောက်ရန်ဆိုတောင်းရင်ကိုခါရာကြီးလိုဒိုက်ခ80ထိုးပစ်ခဲ့တယ်လို့ ဒေါ်လန်နုပညာရှင်အာဇာနီကတိုက်ထိုးတဲ့ဗီဒီယိုဖိုင်နဲ့တူသူ့ရဲ့ Facebook မှာတင်ထားတာဖြစ်ပါတယ်။အခုလိုအာဇာနီရဲ့လှုပ်ဆောင်မှုတွေကသူ့ရဲ့မိတ်ဆွေတွေနဲ့ပရိသတ်တွေကလည်းလေးစားကြောင်းမှတ်ချက်ပေးထားကြပါတယ်။ခြေဖို့ကောင်းတဲ့ငါကိုကြည်ရင်နဲ့မျက်ရည်ဝဲရပါတယ်။ဂျေဆုပါလို့ဆိုတော့ဖြူဖြူချော်သိန်းကမှတ်ချက်ရေးသားထားပါတယ်။လာမယ့်ဇွန်လ19ရက်နေ့မှာကြာရောက်မယ့်မိခင်ဖြစ်သူဒေါန်ဆန်စုကြည်ရဲ့မွေးနေ့ထိမ့်မှတ်နေတဲ့ရှစ်ဆက်နဲ့ပတ်သက်တဲ့လှူရှားမှုတွေပြုလုပ်ဖို့ဒါဖြစ်သူ Kim Eric က challenge ခေါ်ထားတာဖြစ်ပါတယ်။ဒါပြင် Kim Eric ကသူကိုယ်တိုင်ဇွန်လ17ရက်နေ့ကနေ19ရက်နေ့တွင် ကီလိုမီတာ800ပြေးဖို့ရည်ရွယ်ထားတာဖြစ်ပြီးတော့ပြည်သူတွေကိုလည်းပါဝင်ဖို့တောင်းဆိုထားတာဖြစ်ပါတယ်။ကင်မရီနဲ့တူအပြေးလေးကျင့်ပေးနေတဲ့ဒေယောဆောင်ခါရကလည်းဇွန်လ17ရက်နေ့ကနေ19ရက်နေ့ထိတရက်ကိုဒိုင်းချိန်80ထိုးမယ်လို့ပြောထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ AR တိုင်းတွင်းဝေရောက်မဲ့ဒေတာကားခွက်ရဲ့ရဲဘော်များရဲ့ပထမဆုံးချိန်လေးချင်းမှုတွေပြုလုပ်ပြီးစီးခဲ့တဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ AR တိုင်းတွင်းမှာပြန်လည်ဝင်ရောက်ပြီးစေရေးကိုဖော်ဆောင်ရန်တက်ထမှန်စုပွဲထားတဲ့ အေယာဝရီပြည်သူ့ကားဝေးရေးတက်မတော် local PDF ရဲ့တင်နန်းစင်းပွဲကိုပြီးခဲ့တဲ့ဆွမ်းလ3ရက်နေ့ကပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါအေယာဝရီ PDF ရဲ့အမှတ်စဉ်တင်နန်းကိုမကွေတိုင်းတွင်းမှာရှိတဲ့လုံမြောင်းနေမြေတနေရာမှာပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့လက်ရှိမှာအေယာဝရီတိုင်းတွင်းမှာရှိနေတဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးဖွဲ့များနဲ့မဟာမိတ်ဖွဲ့ပြီးအေယာဝရီတိုင်းတွင်းကိုဝင်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။ချင်းနဲ့မကွေဆက်မှာစုဖွဲ့လေးချင်းမှုတွေပြုလုပ်နေပါတယ်။တရင်တရင်ပြည်တာနဲ့အေယာဝရီတိုင်းကိုဝင်ရောက်ပြီးစေရေးဖော့ဆောင်မှုတွေလုပ်မှာပါ။ရှေးလာမှာတင်တဲ့အမှတ်စဉ်တွေထပ်စားဖို့ရှိပါမယ်လို့ ေယာရီလိုကေပီတရတာဝန်ခံဆိုင်းဝေလင်းကပြောပါတယ်။အဆိုပါတန်တန်းစင်းပွဲကိုတန်တန်းသားတန်တန်းသူစုစုပေါင်း89ရောင်းနဲ့တန်တန်းဆင်းခဲ့ပြီးလာမယ့်ဇူလိုင်လမှာအေယာရီပီတရ17နဲ့ဘတ်စင်2ကိုဆက်လက်ဖွင့်လှစ်တော့မှာဖြစ်တယ်လို့သိရပါတယ်။အေယာရီတိုင်းတွက်တော်လန်မှာဖြစ်တာကြောင့်အေယာရီလိုကေပီတရလို့အမည်ပေးထားကမကြာခင်မှာအေယာရီတိုင်းတွက်မှာရှိတဲ့တော်လန်ရေးပွဲများနဲ့လက်တွဲပြီးတော့အတူတကွတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ AR လိုကေ PDF တာဝန်ခံကပြောပါတယ်။ AR တို့ဘဲမို့ AR လိုခေါင်းစဉ်တက်တာပါ။ဝင်ကြီးဌာနနဲ့လည်းချိတ်ဆက်မှုရှိပါတယ်။ အချိန်တကူရောက်ရင်ဝင်ကြီးဌာနအောက်ကိုပြောင်းဝင်ဖို့စီစဉ်ရှိပါတယ်။ ARR တိုင်းမှာရှိတဲ့တော်လိုင်းရေးဖွဲတွေနဲ့လည်းမကြခင်မှာလက်တွဲပြီးတော့တိုက်ပွဲဝင်သွားမယ်လို့ ARR လိုကဲ PDF တာဝန်ခံဆိုင်းဝေလင်းကပြောပါတယ်။ဒါပြင် ARR လိုကဲ PDF တပွဲအနေနဲ့လက်ရှိမှာနေမြခံပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုကူညီဆောင်ရွက်ပေးနေပြီး ARR တိုင်းတွင်းသို့ပြန်လည်ရောက်ရှိလာပါကလက်နက်ခဲရန်လိုအပ်ချက်များကိုကူညီပေးရန်လည်းအတိအပပြောဆိုထားပါတယ်။အခု ARR တိုင်းမှာရှိတဲ့ရဲဘော်အဖွဲ့အစည်းတွေနဲ့ငကိုကလေးကကျွန်တော်တို့တသွေးတဲ့တသားတဲ့ဒူးဒူးပေါင်ပဲလောက်ခဲ့တာလည်းဖြစ်ပါတယ်။ တက်တက်တစင်ထောင်းတာမျိုးမဟုတ်ပဲနဲ့အေရီတိုင်းမှာရှိတဲ့ဒေါ်လန်ရေးဘွဲတွေအင်အားကောင်းစေချင်ပါတယ်။ကျွန်တော်တို့သွားချင်တဲ့အရာလေးတွေရှိလို့ပါလို့ AR Local PDF တာဝန်ခံဆိုင်းဝေလင်းကပြောပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးချင်တဲ့သတင်းကတော့ပလဲမျိုးရဲ့အဓိကစခန်းဖြစ်တဲ့ဂန်းထောင်စခန်းတိမ်တိုက်ပွဲ9ရက်ဆက်တိုက်ပြင်းထန်နေပြီးအကြမ်းမတ်စစ်တပ်ကလေကြောင်းမှအပြင်းထန်ကူးကန်နေကလက်နက်ခဲယမ်းများနဲ့တုံမှန်တချို့ကိုဒေါ်လန်ရေးတပ်များကရရှိထားတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။စခန်းတိုင်းပလဲမျိုးနယ်မှာအကြမ်းမတ်စကောင်းစီရဲ့ရေးပါတဲ့စခန်းတစ်ခုဖြစ်တဲ့ ကန်းထောင်စစ်စခန်းတိမ်တိုက်ပွဲဟာ9ရက်ဆက်တိုက်တိုက်ပွဲတွေပြင်းထန်နေပြီးတော်လန်ရေးတပ်များကစစ်တပ်ထံမှလက်နက်ခဲယမ်းများနဲ့တုံမှန်တချို့ကိုဖမ်းမိထားကောင်းစကောင်းစီတပ်ဘက်ကလေကြောင်းကနေပြင်းထန်ခူးကန်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ကန်ကောနဲ့ပလဲလမ်းမိုင်းမှာရှိတဲ့အဲ့ဒီကန်းထောင်စခန်းကိုပြီးခဲ့တဲ့ဇွန်လ2ရက်နေ့မှာစတင်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။စစ်စင်ရေးကိုပြည်သူ့ကွယ်ရေးတပ်မတော် PLA ကအူဆောင်တိုက်ခိုက်နေခြင်းဖြစ်ပြီးကျန်တဲ့တပွဲများကစကောင်းစီစကြောင်းများကိုဖျက်တောက်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။စစ်စင်ရေပြူဟာအတင်းဆောင်ဖြစ်မှာဆိုလို့ BLA ကရှေ့တန်းကနေတိုက်တာပါ။ရာလက်ကောင်းပါတယ်။ PL ကထုတ်ပြန်ပါလိမ့်မယ်လို့ဘူပေါင်းစစိမ့်ရင်မှာပါဝင်နေတဲ့တော်လိုင်းရဲဘော်တအူးကပြောပြပါတယ်။ဒိုက်ပွဲစတင်တဲ့နေ့ကလေးကစကောင်းစီကလေချောင်းကနေတိုက်ခိုက်ခဲ့ပြီးယမန်နေ့ဇွန်လ6ရက်နေ့မှာလည်းမနေ့တနားရီမထိုးခင်ကစလို့ဂျက်ဖိုက်တာတွေနဲ့ရောဝိုင်းတွယ်လေးရဲ့အနေနဲ့ပါဘုံကျဲပြီးစကန်းကိုမကြအောင်ခူးကန်တိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ်။ဒါပြန်ဆိုပါကန်တောင်စကန်းကိုစကူရန်လာတဲ့အင်မတီရွာမှာအင်အား100ခန့်ပါတဲ့စကောင်းစီလေချောင်းကလည်းတော်လိုင်းတပွဲများရဲ့ဂျာပြတ်တိုက်ခိုက်မှုကိုခံရပြီးတော့ပြန်လဲဆုတ်ခွာသွားခဲ့ပါတယ်။ အဲဒီစကြောင်းကစကောင်းစီနယ်ပြူစောတီတပ်ဖွဲ့ဝင်တချို့လည်းတိတ်ဆုံးခဲ့ပြီးတော့စတုံးမန်ငါးဦးကိုအရှင်ဖမ်းမိထားတယ်လို့သတင်းရရှိပါတယ်။လက်ရှိပလဲမျိုးနယ်မှာကန်းတောင်စကန်၊အင်မတီရွာ၊ဇေပြုကုံရွာ၊ရေစကန်နယ်ထွေးဦးရုံးနေမှာစကောင်းစီကတပ်ဆွဲထားပြီးတော့ကန်းတောင်စကန်ဟာစကောင်းစီနယ်ပြူစောတီအင်အားအများဆုံးရှိတဲ့စကန်တစ်ခုဖြစ်ပါတယ်။ရှမ်းမိုင်ကန်ကွာဝေးတဲ့အင်မတီရွာကနေစကုလာရန်ဂျိုးပန်ခဲ့ပြီမယ်လေ။အဲဒီစကုဂျမ်ပတ်စစ်ကြောင်းကိုပူပေါင်းတပ်များကဂျားပြတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။အဆိုပါကန်းတောင်စကန်တိုင်းတိုက်ပွဲဟာဇွန်လ6ရက်နေ့ညနေထိပြင်းထန်နေပြီး အကြမ်းဖက်စကောင်းစီဘက်ကလေချောင်းကနေဆက်လက်ဘုံကျဲခိုးကန်နေတယ်လို့သိရပါတယ်။လက်ရှိမှာတော့စကန်းကိုစီးနင်းတိုက်ခိုင်းနေဆဲဖြစ်ပြီးတော့လက်နက်ခဲယမ်းတွေလည်းအများပြားတင်ဆက်ရရှိတယ်လို့သတင်းရရှိပါတယ်။ဒိုဝိမဲ့ဒေါ်လိုင်းပူပေါင်းတပ်များကတော့သတင်းထုတ်ပြန်မှုမရှိသေးပါဘူး။ဗလဲမျိုးနဲ့မှအဲ့ဒီဂန်းတောင်စကန်းကိုဒိန်းယူနိုင်မယ်ဆိုပါကကျန်းတဲ့စကန်းတွေဟာဖျက်တောက်ပိတ်ဆို့ထားရုံနဲ့လက်နက်ချနိုင်တယ်လို့ကာကွယ်ရဲဘော်တွေကပြောပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်နားဆင်ခဲ့တဲ့သတင်းပိတ်တပ်များကိုကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါသတင်းဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။ ားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ